ထို့ကြောင့်ပြင်သတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့ငလင်အသင့်မန္တလေးတွင်မိုးတက်လေပြင်းကြာရောက်ပြီးအစာအုပ်အချို့ထပ်ပြိုကျမှုဖြစ်ပေါ်တဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့တွင်မေလ၁၀ရက်ညနေ၃နာရီမိနစ်30တွင်မိုးတက်လေပြင်းများကြာပြီးမိုးသည်ထန်စွာရောက်သွန်းခဲ့ကာလေပြင်းကျခြင်းနှင့်မိုးသည်ကျွေကျမှုတို့ကြောင့်ငလင်အတန်အသင့်အစာအုပ်အချို့ပြိုကျခဲ့တဲ့အတွက်လူထိခိုက်မှုအချို့ရှိကြောင်းသိရပါတယ်။ကနအုပ်သတင်းအရမိုးတက်လေပြင်းကြောင့်မဟာအောင်မြေမြို့နယ်စက်ကြွနယ်စဉ်ရပ်ကွက် 38လမ်းနဲ့38လမ်းကြား84လမ်းပေါ်ရှိငလင်ထန်းသိမ်းအထက်မြင့်အဆောက်အုံပြကြခဲ့ရာတွင်လူနက်ဦးထိခိုက်ခဲ့ပြီးချမ်းမြသာစီမြို့နယ်ချမ်းတောင်ရက်ွက်ရှိကံရွာကံရွာပလီတွင်ဝေးပြူရန်အရာရေးဆောက်လုပ်ထားသောအဆောက်အုံပြကြခဲ့ကြောင်းအိမ်ခေါင်းမှုဆိုလာပြားများလွှင့်ကြခြင်းကြောင့်လူထိခိုက်မှုအချို့လည်းရှိကြောင်းဒေသတွင်များကဖော်ပြထားပါသေးရှင်။ ဆလာတင်ဆမဲ့တဲ့ရင်ကတော့မြမပင်လေပြင်မဖန်စီရမိတဲ့အနေရောင်တိုက်ကပစွန်များစေကောင်းရတဲ့တဲ့ရင်ဖြစ်ပါတယ်မြမပင်လေပြင်မဖန်စီရရှိတဲ့ white ပစွန်ပင့်ပစွန်နဲ့ရွှေလီပစွန်တို့ကိုပြပသူတင်ပို့လေရှိပြီးအနေရောင်တိုက်ကပစွန်များကိုပြပနိုင်ငံများမှနှစ်ချိုက်ကြပြီးစေကောင်းရသောရေထွက်ကုန်တစ်ခုအဖြစ်ရေငန်ပစွန်စေကွက်တွင်နေရာရလျက်ရှိကြောင်းသိရပါတယ် မြမပင်လေပြင်းနေငါဖန်ရာသည်ပိတ်သိမ်းမဲမိလာတရမတိုင်းမီငါဖန်ဆက်လေးများဖြင့်ရန်ကုန်မြို့ရှိစံပြငါစီရှေပရောက်ငါစီနှင့်အခြားသောစိတ်ကမ်းများသို့ရှင်ကံပစုံနှင့်ပင်လေငါမျိုးစုံဝင်ရောက်လျက်ရှိကြောင်းသိရပါရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ငလျင်ကျောက်ပျက်စီးသွားတဲ့အဆောက်အဦများအားမြမအာမခံမှာရောချင်းငွေချက်1ဘီလီယံကျော်ပေးလျော်ပြီးဖြစ်တယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ မန္တလေးငလေးကြီးထံအကြောင်းပြသသွားတဲ့အစာအုပ်များအားမြမအာမခံမှာရွက်ချင်းငွေကျပ်2ဘီလီယံကျော်ပေးလျော်ပြီးဖြစ်ကြောင်းမြမအာမခံလုပ်ငန်းမှသိရပါတယ်မြန်မာအာမခံလုံငန်းအနေနဲ့ငလင်းချောင်းပြည့်စည်ဆောင်ရှင်ခဲမှုများအထွတ်ရွေချင်းငွေပေးအရာတွင်ရန်ကုန်တွင်တစောင်းမန္တလေးတွင်ဆယ့်နှစ်ဆောင်းစကိုင်းတွင်ရှစ်ဆောင်းနေပြည်တော်တွင်တစောင်းစုစုပေါင်းငွေစက်2.3ဘီလီယံပေးလျော်ထားပြီးဖြစ်ကြောင်းသိရပါသည် မြန်မာအမခန့်လုပ်ငန်းတွင်ကလင်တန်းဆောင်ပစ္စည်းဆုံးရှုံးမှုအတွက်အမခန့်ထားတဲ့အဆောင်ရည်466ဆောင်းငွေကျန်286.156ဘီလီယံရှိပြီးပေးလျော်ရမယ်ခံမောင်းငွေတန်ဖိုးမှငွေကျန်38,339ဘီလီယံရှိကြောင်းသိရပါတယ်ငလင်အန်ဒီရဲ့အာမခန်နဲ့လျော်ညီတဲ့ရော်ကြီးများကိုအမြန်ဆောင်ရွက်နိုင်ရန်မြန်မာနိုင်ငံအာမခန်အသင်းရဲ့အသင်းဝင်အာမခန်ကုမ္ပဏီများကကြိုးပမ်းလျက်ရှိကြောင်းလည်းအတည်ပြုထားကြောင်းသိရပါရရှင်။ နောက်ဆုံးနေ့စမဲတဲ့တွင်ကတော့မန္တလေးတိုင်းတွင်ရှိငလင်းဘေးတင်ထေသားမှာ grade 1နဲ့ grade 2တက်ရောက်မဲ့ကလေးငယ်များအတွက်တအုပ်လျင်ကျောင်းသုံးပစ္စည်း၅တောင်းပုခန်းထောက်ပံ့သွားမယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးတိုင်းတွင်ရှိငလင်းဘေးတင်ထေသားမှာ grade 1နဲ့ grade 2တက်မဲ့ကလေးငယ်များအတွက်တအုပ်လျင်ကျောင်းသုံးပစ္စည်း၅တောင်းပုခန်းထောက်ပံ့သွားရန် Rotary Club or Mandalay မှာဆောင်ရွက်နေကြောင်းသိရပါတယ်။ ငလျင်တန်းကြောင့်မိဘတစ်ပါးသူမဟုတ်နှစ်ပါးစလုံးဆုံရှုံချင်းစီပွားရေးဆုံရှုံချင်းကိုလက်အင်ကထိခိုက်သွားခြင်းစသည်တို့ကိုကနအူဦးစားပေးထောက်ပံ့သွားရင်ဤဝေထားကြောင်းသိရပါတယ်အဆိုပါအစီအစဉ်ဆောင်ရွက်မှုတွင်ကလေးတအုပ်လျင်လွဲအေးကြောင်းသုံးပစ္စည်းများနှင့်ဗလာစာအုပ်တရာစင်တို့ကိုပေးဝေသွားမှာဖြစ်ကတမုံဝေကျန်း5000ခန်းစာသင်မှာဖြစ်ကြောင်းသိရပါတယ်လူတန်းလူရဲအလူရှင်များအနေနဲ့ចောင်းသားတအူးအတွက်အလူငွေကျပ်9000ကို Royalty Club ော်မြန်မာသူစက်တယ်လူရန်နိုင်ကြောင်းသိရပါရရှင်။